ကရနီပြည်မှာစစ်ကွန်မရှင်တပ်ရဲ့တိုက်ခိုက်မှုကြောင့်2025ခုနှစ်တနစ်ထဲမှာပဲအရက်သား800ကျော်တည်ဆုံးခဲ့ရပါတယ်။ကရနီပြည်တွင်စစ်ကွန်မရှင်ရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့်အရက်သားပြည်သူတွေရဲ့ထိခိုက်တည်ဆုံးမှုဟာအဆမတန်မြင့်တက်လာတယ်လို့တိုတက်သောကရနီပြည်သူအင်အားစု PKPF ကထုတ်ပြန်လိုက်တဲ့စီးရင်စရာတွေအရသိရပါတယ်။ PKPF ရဲ့အော်တိုဘာလာ၃ရက်နေ့မှာထုတ်ပြန်တဲ့အချက်အလက်တွေအရ2025ခုနှစ်တနစ်ထဲမှာပဲစစ်ကောမရှင်ရဲ့တိုက်ခိုက်မှုကြောင့်အရက်သားပြည်သူပေါင်း120ယောက်သေဆုံးခဲ့ရပါတယ်ဒါပြင်2025ခုနှစ်နိုဝင်ဘာလ၄ရက်နေ့အထိစစ်ကောမရှင်ရဲ့လက်နက်ကြီးလက်နက်ငယ်နဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရက်သားပြည်သူစုစုပေါင်း2096ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အထူးသဖြင့်စစ်တပ်ဟာဖုန်ကြီးကြောင်တွေလူနေအိမ်တွေနဲ့တာသနာအဆောက်အုံတွေကိုပြင်းထန်ထားတိုက်ခိုက်တာဒရုန်းနဲ့ဗုံးကျဲဓာရီကြောင့်အရသာတိုက်စုံမှုဟာအရင်နှစ်တွေကထက်တိတိတတ်တာမြင့်တက်လာတာကိုတွေ့ရပါတယ် PKPF ကထုတ်ပြန်ထားတဲ့2023ခုနှစ်ကနေ2025ခုနှစ်အထိစုစုပေါင်းစည်ရင်အရာစစ်တပ်ကြောင့်တည်ဆုံသွားတဲ့အရက်သားစုစုပေါင်း1450ရောက်ရှိပါတယ်။ အဲ့ဒီထဲမှာအမျိုးသမီးနဲ့ကလေးတငယ်တွေလည်းအများအပြားပါဝင်နေပါတယ်ဒါပြင်ဖန်စီခံထားရသူ ပြန်ပေးဆွဲခံရသူ အသင်းအတ္တမဖန်စီခေါ်ဆောင်ခံရသူစုစုပေါင်း3236ယောက်ရှိပြီးပျောက်ဆုံးနေသူစုစုပေါင်း69ယောက်လည်းရှိနေပါသေးတယ် PKPF ကစစ်ကုတ်မရှင်ရဲ့ဒီလိုလုပ်ရက်တွေဟာစစ်ရဇဝမှုမြောက်တဲ့လူခွင့်ရဲ့ချိုးဖောက်မှုတွေဖြစ်ပြီးဒီလိုရဇဝမှုတွေကိုရပ်တန့်ဖို့နိုင်ငံတကာအသားအဝန်းကတိတိယယောက်ဖြည့်ရှင် ပေးဖို့လိုအပ်နေတယ်လို့တိုက်တွန်းပြောဆိုထားပါတယ်။